မင်္ဂလာပါရှင် ကျမတို့ဒီနေ့ထပ်ပြီးလေ့လာမယ့်ပိုင်းအကြတော့အရှင်အရှိတ်ပတ်တော်ကအာကျမတို့ပေါ့နော် အာဒီပရင်တကားတွေကိုအာစိတ်သုံးမယ်ဆိုရင် area ဘယ်လိုတွက်ရမလဲဆိုတာကျမတို့လေ့လာခဲ့ပြီးသားဖြစ်ပါတယ်ပေါ့နော်အကယ်လို့အဲအဲ့ဒီဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်အရင်ကြည့်ပေးပါနော်အဲ့ဒါပြီးမှဒီဗီဒီယိုလေးကိုကြည့်ပေးပါအဲ့တော့ကျမရဲ့နောက်ထပ်တင်တဲ့ဗီဒီယိုလေးကိုသိရဖို့အတွက်ဆိုလို့ရှိရင် YouTube channel လေးကို subscribe လုပ်ထားအောင်မမေ့ပါနဲ့နော်အဲ့တော့ကျမတို့စတွက်ကြည့်ရအောင်ပေါ့နော်အခုကျမဒီမှာပြထားတဲ့ပရင်ပေါက်ပုံလေးရကြတော့ fully glazed window ပေါ့နော်မှန်ပြည့်နဲ့ပရင်ပေါက်အာဒီမှာဆိုလို့ရှိရင်ကျမတို့ အားရှိမလဲပေါ့နော်အာဂရင်းမောက်ရဲ့အအခြေက3ပေရှိမယ်သူရဲ့အမြင့်က4ပေ6ပေါ့နော်4ပေနဲ့6လမရှိတယ်သူကဘေးဘက်ကနေတရားကြတော့တက်သားကြီးပေါင်းရှိမယ်ပြီးရင်ဒီမှာတခရွက်ကတက်သားနဲ့လုံမယ်နော်ပြီးလို့ရှိရင်အလယ်မှာရှိတယ် tan လေးတွေရှိမယ် search bar လေးရှိမယ် အဲ search bar လေးတွေလည်းတသားလေးနဲ့လုပ်မယ်เนาะအထက်မှာဆိုလို့ရှိရင်ဒါမှန်သုံးချက်နဲ့ထည့်ထားတယ်ပေါ့เนาะအဲ့တော့မှန်ပြည့်ကိုတသားကြီးပေါင်းနဲ့လုပ်ထားတယ်တသားတကားဖြစ်အဲ့ဒါပရင်းမောက်ဖြစ်ပါတယ်အဲ့တော့ကျမတို့သူ့ကိုဆေးသုံးမယ်ဆိုရင် area ဘယ်လိုတွက်မလဲเนาะ area ဘယ်လိုတွက်မလဲဆိုတော့ကျမတို့အရှိမလေးလာခဲ့တဲ့အတိုင်းပဲ area တွက်မယ်ပေါ့เนาะအာเนาะ area တွက်မယ်ဆိုလို့ရှိရင်အလျားနဲ့နည်းနည်းမြောက်ဆိုအလျားက3မီရှိမယ်အနံက तू က4မီနဲ့အနံဆိုတာအမြင့်ပေါ့เนาะ လေးပေ6ရှိမယ်ဆိုတော့တို့နှစ်ခုကျမတို့မြှောက်မယ်ပေါ့နော်3အမြောက်လေးပေ6က4သတ္တမ5 73သတ္တမ3ပေါ့နော်73သတ္တမ sorry နော်73သတ္တမ5စတုယံပေပေါ့နော်စတုယံပေရှိမယ်အဲဒီဒီမှာအဲဒါကတော့တပေါက်စာပဲပေါ့နော်ဘရင်းမောက်တပေါက်စာပဲ အဲအကယ်လို့အဲအဲ့ဆိုသူ့ရဲ့ area ကိုကျမတို့ဘယ်လိုယူတွေ့မလဲဆိုဒီမှာပေါ့နော်ပြီးခဲ့ဘက်ကလိလာခဲ့တာသူကဘယ်နဲ့အကျုံးဝင်လဲဆိုတော့ဒီ item number 2တဲ့ကိုအကျုံးဝင်နေအဲ့ဒီမှာဆိုလို့ရှိရင်သူက glacier partial no pack လေးအာ glaze ပေါ့နော် door and window အဲ့တော့အမှန်တကားဆိုရင်သူ့ရဲ့ area ကိုနှစ်နဲ့မြှောက်ပေးရမယ် coefficient of paid ဆိုတော့ပေါ့နော်သူ့ရဲ့မြှောက်ဖော်ရနှစ်နဲ့မြှောက်မယ်ဆိုတော့ရလာတဲ့အဖြေကိုနှစ်နဲ့ပြန်မြှောက်ရမယ်နော်နှစ်နဲ့ပြောင်းမယ်ဆိုရင်အမြောက် တို့နှစ်နဲ့ထပ်ရမယ်28ရမယ်28စတုရန်ပင်နေယူတွက်ပေးရမယ်နော်အဲ့တော့သူ့ရဲ့နှုံးကဘာကြီးရှိရလဲဆိုတော့ကျမတို့ကဒီမှာကြာတော့မှန်ကိုဆေးတုပ်လို့မရအောင်တတအောင်ပဲဘာဆေးတုပ်လဲဆိုတော့ကျမတို့တင်မောဆေးတုပ်မယ်နော်တင်မောဆေးတုပ်တဲ့အခါမှာဒါလုပ်ငန်းအသင်းဖို့လို့ကျမတို့သုံးထက်တုပ်မယ်ပေါ့နော်သုံးထက်တုပ်မယ်ဆိုကျမတို့ကြည့်ရမယ့် idea ဒီ item လေးอ่ะဒီ33ဥချီရမယ်တက်သားလုပ်ငန်းပေါ်ရင်ရောပြီးတက်သားတင်မော်စီ3ထပ်တုပ်ပေးရမယ်ပေါ့เนาะသူ့အတွက်အကျုံးဝင်တာជីခွေကပန်းပန်းဆွဲနှီးကားပေါင်နေဆိုတော့အမျိုးစားတွေအတွက်ဒီမှာသတ်မှတ်ပေးထားတယ်။သူကကြတော့1100ရန်ပေအတွက်ကိုရောပြီးတင်မော်စီက85ပါပြီးပတ်တီထေးစီကကြတော့4ပါ တချို့နေရာတွေမှာလိုအပ်မယ်ဆိုရင်တသားပတ်တီကိုထည့်သုံးပေးရမယ်ပေါ့နော်မလိုအပ်ဘူးဆိုလည်းမသုံးဘူးတွတ်တဲ့ခါတော့ထည့်ထွက်ပေးမယ်စေတုတ်သမားကကြတော့သွား၁၂ရောက်ခွဲလို့မယ်နော်လုတ်သားကကြတော့၁၀ရောက်လို့မယ်သူဒီမှာပြထားတာက1000စတုရန်ပေအတွက်ကျမတို့ကဘလောက်ပဲရှိလဲဆိုတော့29ပဲရှိရယ်ပေါ့နော်အဲ့တော့ကျမတို့ဈေးတွက်နီးနဲ့သုံးချက်တနီးနဲ့ပြန်တွက်မယ်အဲတော့1000မှာဒါအရှိတော့တွတ်တဲ့အတိုင်းပါပဲနော်1000စတုရန်ပေမှာဘလောက်ကုန်လဲဆိုရင် နော်ခုနစနဲ့ခုနစနဲ့၅ဘောင်။သူကဘယ်သူအတွက်လဲဆိုရင်တင်မောစေအတွက်ပေါ့နော်။တင်မောစေအတွက်ဦးကျွားတို့ရှိတာ29ပဲဆိုရင်29စတုရန်ပေးမှာဆိုရင်ဘယ်လောက်လဲ။အဲ့တော့85အမြောက်နော်။ပြီးရင်အနည်းလိုတော့အများအစားချေတော့တစ်ထောင်အောက်မှာထားမယ်20ခွန်အပေါ်မှာတင်မယ်เนาะကျွန်တော်မြှောက်ကြည့်မယ်ပေါ့เนาะကယ်ကူလေတာနှိပ်ကြည့်တဲ့အခါမှာ85အမြောက် 28အစာတထ2.025ဆိုတော့နှစ်ပောင်ပဲပေါ့နော်2.025ပောင်ရမယ်เนาะအဲ့ဒါဆိုရင်ဒီပရင်းမောက်3ပေ4ပေ6ရှိတယ်ပရင်းမောက်လေးကိုကျမတို့တင်မောဆေးဝယ်မယ်ဆိုရင်အဒီနှစ်ပောင်ဝယ်ရမယ်ပေါ့နော်ဆေးနှစ်ပောင်ဝယ်ရမယ်နောက်ပတ္တီထေးဆေးပေါ့နော်ပတ္တီရတဲ့သတ္တပတ္တီလိုမယ်ဆိုရင်ဝယ်မယ်မလိုဆိုလည်းမဝယ်လည်းရတယ်ပေါ့နော်သူကဒီမှာတစ်ထောင် အဲတထောင်စတုရန်ပေမှာဘလောက်ကုန်လဲဆိုရင်၄ပါအကွာ29ပဲရှိတယ်ဆိုတော့ဘလောက်လဲ၄မြောင်29အစာတထောင်เนาะအဲ့တော့ကျွန်တော်တို့မြှောက်ကြည့်မယ်၄အမြောင်29အစာတထောင်၃ညတရမ1 3ညရှစ်ပေါင်ပဲကုန်မယ်အနည်းနည်းလေးပဲပေါ့เนาะဒါပရင်းမောက်တစ်ပေါက်စာပဲဦးเนาะအာပြီးရင်စေးတုတ်တဲ့သူက စေတုတ်တဲ့သူကဘလောက်ကဘလောက်သုံးရမလဲဆိုရင်တထောင်မှာတော့က12ယောက်ခွဲเนาะ12ယောက်ခွဲအခုက28ဆိုရင်ဘလောက်သုံးမလဲเนาะ12တတမ5အမြောက်28အစာတထောင်เนาะအဲ့ခါကျတော့စနစ်တတမ5အမြောက်28အစာတထောင်တုံညာတတမ339 339 သုံးညတရမ3305ရောက်ဒါတပေါက်စာမဟုတ်လို့เนาะအကယ်လို့ဒီပရင်းမောက်မျိုးအာသုံးပေါက်လောက်ဆိုရင်ဒါလူတစ်ယောက်သုံးရမှာပေါ့เนาะအာပြီးရင်လှုပ်သားပေါ့เนาะလှုပ်သားကကြတော့တထောင်မာနှုံးက10ရောက်20ခုမှာဆိုရင်ဘယ်လောက်လဲ30အမြောက်29အစာတထเนาะ ။နောက်ဆိုတော့ကျမတို့ဒီမှာမြှောက်ကြည့်မယ်။30အမြောင်29အစာအထောင်3ညသလမ2ခွန်ရောက်ပေါ့နော်။3ညသလမ2ခွန်ရောက်အဲ့တော့ကျမတို့ဒီပရင်းမောက်တစ်ပောက်ကိုသုံးဖို့အတွက်လိုအပ်တဲ့တင်မော့ဆေးက2သရမ3ည5ပေါင် ပတ်တီဆေးက3ည3သရမ1 3ည8ပေါင်ဆေးသုံးတဲ့သူကဒီလောက်3ည3သရမ3 3ခွန်ရောက်ဒါကကြတော့3ည3သရမ2ခွန်ရောက် အကယ်လို့ဒီလိုပရင်းပေါင်မျိုး10ပေါင်ဆိုရင်သူ့ကိုရားတဲ့ဒီ2.325ကို10နဲ့မြှောက်ရင်ရတယ်ဒီကပတ်တီကိုလည်း10နဲ့မြှောက်မယ်လူဦးရေကိုလည်း10နဲ့မြှောက်ရင်အဲလူဦးရေက3.305ရောက်ကုန်မှာပေါ့နော်အဲအဲဆို3.305ဆိုတာလူကပိုင်းလို့မရအောင်လေနော်အဲ့ခါကျတော့4ရောက်ခေါ်ရမှာပေါ့နော်4ရောက်ဒီလိုမျိုး10ပရင်းပေါင်10ပေါင်အတွက်ဆိုရင်လူ4ရောက်ကုန်မယ်ပေါ့နော်အဲ10ပေါင်ကို4ရောက်ဆိုရင် နော်ဆယ်ပေါက်ကို၄ယောက်ကုန်မယ်ပြီးရင်ဒီမှာရှိတယ်လောက်သားကလည်း30နဲ့မြောက်ရင်2တက်မ9ဆိုတော့အနည်းဆက်ဆုံးသူက3ယောက်ခေါ်ရမယ်နော်အဲ့အဲ့တော့ကျမတို့ကသူ့ရဲ့ကုန်ကြတဲ့ဈေးနှုန်းလေးနဲ့မျှောက်လိုက်မယ်ဈေးကွက်ထဲမှာရတဲ့ဈေးနှုန်းနဲ့မျှောက်လိုက်မယ်ဆိုလို့ရှိရင်ဒီပရင်းပေါက်အတွက်ဒါဈေးသုံးမဲ့အာလိုတဲ့ပစ္စည်းရဲ့လောက်တာပမာဏကိုကြိုပြီးတွက်လို့ရမှာဖြစ်ပါတယ် ကျွန်မရဲ့ YouTube channel လေးကိုလည်းနောက်ထပ်ဗီဒီယိုလေးတွေသိရဖို့အတွက်ဆိုရင် subscribe လုပ်ထားဖို့မေးပါနဲ့เนาะ